ွေးခဲတွေးခဲပြောတယ်ပေါ့နော်ဟိုကောပြောမယ်ဆိုရင်တော့တွေးခဲသဘောကခဲပြီးကြောထဲမှာခဲနော်ခန္ဓာကိုယ်နာမည်မှာတွေးကြောတွေအများကြီးရှိတယ်အဲ့ဒီတွေးကြောထဲမှာတွေးခဲနိုင်တယ်အဲ့လိုတွေးခဲဘာဖြစ်လဲဘာဖြစ်နိုင်လဲဟုတ်နော်ဘာဖြစ်နိုင်လဲဆိုတော့ဥပမာထားပါနှလုံးသွေးကြောသွားတဲ့နေရာမှာတွေးခဲပိတ်သွားတယ်နော်ဥပမာဘာနဲ့တူလဲဆိုတော့ဟိုရေးပိုက်ပေါ့နော်ရေးပိုက်မှာအဝတ်ဟိုပိုက်သွားဆုတ်သွားရဆိုရင်ကိုယ့်ဘက်ကိုရေးရတယ်ရေးရတယ်ရေးမရောက်တော့ရေးမရောက်တာဘာမှပြတ်တာမရှိဘူးရေးမရတာပဲရှိတယ်နော်ခန္ဓာကိုယ်မှာကြတော့ဒီနှလုံးကို ွေးမရဘူးဆိုရင်တော့ပြီဒုက္ခရောက်ပြီဒီလုံးသူမရောက်လို့မရဘူးသူကခဏဦးမှာအသွေးသားနဲ့ဖွဲ့စည်းပြဿနာတယ်အသွေးဆိုတာအရင်ရေးကြည့်တယ်နော်နံပါတ်၁သူမရှင်တော့သိရတယ်နော်ခဏကဝင်နှစ်ယောက်သူတွေထောက်ပံ့နေလို့လေသူကသူလမ်းကြောင်းပိတ်လို့လုံးဝမရဘူးဟုတ်ပြီနော်လမ်းကြောင်းပိတ်တာလည်းမဖြစ်လေသူမရောက်အဲ့ဒီအင်္ဂါစိတ်ပိုင်းအသေးသွားတယ်ကြောက်ကကိုသူရေမစည်းနေစီစီးစင်းနေတယ်နော်စီးစင်းနေလို့လည်းစီးသွားနေတာနော်ကြောက်ကကိုသွားတဲ့သူရောတွေမှာသူကေပိတ်သွားပြီဆိုရင်ကြောက်ကသွားပြီ ်လို့မလုပ်တော့ဘောနောက်ကိုသွားတဲ့သွေးကြောတွေရှိတယ်အဲ့ဒီသွေးကြောတွေထဲမှာသွေးကပိတ်သွားတယ်ဆိုရင်ဘောနောက်ကသွေးမရောက်တော့သွေးမရောက်ဘူးပုတ်သွားမှာဟုတ်ပြီနော်သွေးရောက်တယ်လို့ခန္ဓာကရှင်းနေတယ်နော်အဲ့တော့သွေးမလျှောက်တဲ့ခါကျသွေးမလျှောက်တဲ့အစိပ်ပိုင်းပုတ်သွားတယ်ကျို့စီးလက်တော့တဲ့လူတွေညင်လို့ရမလားသေးလက်တော့တဲ့သူတွေကျို့လက်ချောင်းတွေပုတ်သွားလေကြာကြာတော့ဖြစ်တယ်နော်ဘာဒီသွားတဲ့သွေးကြောတွေတိတိလေးတွေရှိသွေးရောက်နေလို့ဆိုတော့သွေးကြောတွေဘာနဲ့တူလဲဆိုတော့ဘာနဲ့တူလဲ ပင်ဒီဟွာနဲ့တွေ့တယ်ဟိုတစ်ပင်နဲ့တွေ့တယ်နော်ဒီခဏတော့အလဲမှာဒီတော့တွေးကြောမှရှိတယ်ဟိုတွေးကြောပင်စီပေါ့လေပင်ဒီရနေပြီးတော့မှဒီဖြတ်ထွက်နေတာတွေးကြောခဏတော့ခုလုံးဖြတ်ထွက်နေတာနော်ဖြတ်ထွက်နေတွေးကြောအများကြီးဖြတ်သွားတာနော်အဓိကဘယ်ကတွေးတွေးဘယ်ကထောက်ပံ့ပေးလဲအပင်စီနဲ့တွဲဆက်နေတဲ့နှလုံးရှိတယ်နော်အဲဒီတွေးကြောမှတွေးတက်လာတဲ့နှလုံးတော့တွေးရဝင်နေပြီးတော့ခဏတော့နှံ့ပြတွေးကြောတိတိလေးတိတိလေးနဲ့ပထမတော့အကိုင်းကြီးပေါ့လေအကိုင်းအခက်လက်သွား အကြီးအသေးနော်အကြီးအလက်အသေးတွေပြည့်ပြည့်ခွဲထွက်သွားနောက်ဆုံးမှာစိုင်းကြီးမင်းသွေးရောလုံးတွေတည်တည်လေးဖြစ်သွားတယ်နော်အဲ့ဒီတည်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 လေးဒါပိတ်မှုပုံလို့ရယ်ပုံလို့ရယ်နော်အကြီးကြပုံပုံနဲ့ခတ်တာပါလေဆိုတော့အများကြီးနှီးငယ်နေတာချင်းမပိတ်ရတာပေါ့ဒီလိုသွေးရောလေးတွေမှာသွေးမလျှောက်ပါဖြစ်တော့အဲဒါဆိုဒီတက်ကမှာပြောပါတယ်ပုံသွားဟုတ်ပါတယ်သွေးမလျှောက်ရင်တ िश ူးတွေတိတ်သွားတယ်ဘာလို့ဒီလိုအောက်ဆီဂျင်မရဘူးအားရမရတဲ့ခါဒီကောင်တိတ်သွားပုံသွားအဲ့လိုပဲဒါလက်ကိုဥပမာပြောတာခန္ဓာကိုယ်အတွင်းအင်္ဂါရထိုးနေတော့နော် အဲ့ဒါပြောတာဘာလို့လဲဆိုတော့ tweak ခဲပြိတ်သွားလို့ဆိုရင်ဒါကြောင့်ရေးကြီးလို့ဒါကြောင့်ဒါကြောင့်ရေးကြီးလို့ပြောတယ်เนาะဒါတော့ tweak ခဲဖို့လို့တယ်เนาะအဲ့ဒါကြီးเนาะဒါတော့အဲ့ဒီမှာဆိုတော့ဘာလို့ဆိုတော့ဒီမှာရေးထားရှိတယ်เนาะဒီမှာတောင်းတာဆေးလေးရဒါတော့ရေးကြီးသောဆေးကဘာလဲဆိုတော့အတုံးများသောဆေးလေးပြပြတယ်เนาะ aberrant เนาะဒါဒီလေအမှတ်တွေ့လား h e p r a n t aberrant เนาะ aberrant အဲ့ဆိုကြည့်လား aberrant

။ဒါသုံးများလို့ဖြစ်နေနော်။အသုံးများဆီဆိုကျန်တဲ့ဆီကသုံးများလို့မဟုတ်သုံးများတယ်။ဒါပေမဲ့လူသိများတာပြောပြနော်။နောက်တစ်ခုကကြတော့ပါလဲဆိုတော့ Aspirin ရှိမယ်၊ Warfarin ရှိမယ်။နောက်ပြီးတော့ Epizaban ပေါ့။ A B 7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  on number of offering up or rebar was the band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 

အီရိုဇဘအီရိုဇဘအီရိုဇဘဟပရင်ဟပရင်ဟပရင်ရီဘာရိုစဒါရီဘာရိုစဒါရီဘာရိုစဒါဝါဖေဝါဖေဝါဖေဒီဒီအဲဒီအားလုံးပြဒီလိုမှာတော့များရတာအနေလုံး free ဖြစ်တယ်ဒီလိုချင်းတော့လောပြီးကျင်းတဲ့လူတက်စားရင်ဘယ်လိုမျိုးပေါ်တုံးလဲဆိုတော့လောဆိုရှင်မလုံးလို့နော်လောဆိုရှင်အဟို လုံးသွားတော့အခန်းလေးကရှိလို့ပြောတာနော်အခန်းလေးကအပေါ်ကနေအောက်ခန်းကိုတကားလေးပိတ်ထားတယ်နော်တကားလေးတကယ်ရွက်လေးရှိတယ်နော်ဖွင့်လိုက်ပိတ်လိုက်လို့ရတယ်ရှိတယ်နော်အဲ့ဒီတကယ်ရွက်ကိုအဆုရှင်လို့ပြောတယ်နော်အရှင်ရှိတယ်ဟုတ်နော်အဲ့ဒီဟာလေးတွေကချိုးကြတော့ဟိုရိုင်းကျဲနေတာရှိရိုင်းကျင်းနေတာရှိတယ်နော်အဲ့တော့သူအရင်ကျဲနေတဲ့ခါကျရင်တော့မလုံးတဲ့ပြဿနာတက်တယ်။အဲ့ဒါတော့ချက်ချင်းပြန်ရှိဖြစ်ထားလို့ပဲ။မလုံးတဲ့ပြဿနာမှာဒီလိုအဖြစ်ရှင်လဲရတယ်။ နော်ဒဲဒဲပြန်လဲထုတ်ရတယ်နော်လဲထုတ်တဲ့လဲထုတ်လိုက်မှသူကလဲထုတ်လိုက်ပြီးွားရင်ဘာဖြစ်သွားလဲအဲ့ဒီဆိုရှယ်မှာသွေးခဲတွေကကတ်တက်တယ်နော်ကျွန်တော်ပိုင်းအဲ့သွေးခဲတွေကကတ်တက်တယ်အဲ့ဒါအော်မကတ်အောင်ဆိုတော့ဟမ်ဘရင်တို့ကပြောရတယ်ကျင်းချုပ်ပြောရမယ်ဆိုရင်နှလုံးခွဲစိတ်ပြီးတဲ့လူတွေမှာတောက်ရတယ်စိအများတော့ပြီးသုံးတယ်စိဘာကြောင့်သုံးလဲဆိုတော့သွေးမခင်းအောင်သုံးတာနော်ဘာကြောင့်သုံးလဲဆိုတော့သွေးခဲတွေပုံပြီးလက်ကတ်တယ်လို့နော်ဘာမှကတ်တာလည်းအဲ့ဒီကောင်အဆိုးရှင်ကတ်တယ်နော်နောက်တစ်ချက်ကကြတော့နှလုံးအဲ့သွေးကြောတွေမှာကတ်တက်တယ် ဟုတ်ပြီနော်နှလုံးဆိုရှင်မှာကတ်တဲ့နှလုံးမှာသွေးကြည်ကတ်တဲ့နှလုံးတွေးကြောမှာလေသွေးကြည်ကတ်တယ်ဟုတ်နော်အဲသွေးကြည်ကတော့ဘာလို့ခေါ်လဲဆိုတော့ plate လောက်ခေါ်တယ် plate လောက်နော်ဒီအနေနဲ့ဒီအဒီတွေကတော့ဒီလိုမျိုးပါနော်။ဒီလိုမျိုးပါ။နေပြည်တော်ကလည်းနော်။ဒီကတော့နော်။ဟောဒီသိနေနော်။ဒါကြောင့်ဒီလိုမျိုးဒီလိုမျိုး ီးရတယ်နော်ဟုတ်ပါဘူးတွေ့ကျင်တာဒါလည်းပြီးတော့ဟုတ်ပြီနော်ဒါတွေ့ကြော်ပြီနော်အတရားကကောင်းအောင်စီးနေပါတော့ဒီကကောင်းအောင်စီးနော်ကဲမေးအတူတူလာပြေးပါဒီကဲဒီကဲစီးရမလားစီးနေတော့ဟုတ်စီးတော့ င်းနေတော့ဟုတ်ပြီနော်ဒီပြည့်ရဒီမှာရှိတဲ့နှလုံးဆိုရင်နှလုံးကောက်ရောက်ပါတော့နော်အဆုတ်ဆိုအဆုတ်ကောက်ရောက်ပါတော့ဟုတ်ပြီနော်ပလေးလောက်ပါဒါပဲနော်ပလေးလောက်နော်ဒီကပြဿနာဒါပဲဒါပေမဲ့ဒါပုံမှန်ဆိုပြဿနာပေးတာဆိုတော့ပြဿနာပေးတဲ့အကောင်းဆုံးတော့ဒါဘာအတွက်ရှိရလဲဆိုတော့ပုံမှန်ဆိုဒါရှာတယ်ဗလားဒါရှာလို့မထောက်ဘူးလားကြာဒီလိုက်ထားရတယ်ခဏဖိလာတယ်လွတ်လိုက်မပိတ်ပါဘူးလားပိတ်ပါတိတ်သွားတယ်ဟုတ်အဲ့ဒါမလားဒါဒိုးလေးတော့ပိတ်သွားတာလေအဲ့ဘာကြောင့်ပိတ်တာလဲ ပြီးတော့နော်အဲ့လိုရှာသွားပြီဆိုရင်အရှာတဲ့နေရာကဟို physiology mechanism ရှိတယ်နော်ချက်ပေးလိုက်စဉ်းကနေလိုလာဒီနေရာတော့သူသူခက်နေပြီးအတွေ့ပေးပုံနဲ့ပြလိမ့်လည်းသွားလိုက်တော့ topic အဲ့လိုပြောလိုက်နော်အဲ့လိုမျိုးဒီအခါတော့ရှာသွားပြီးတော့ဒီနေရာမှာလောက်သွားပြီဟုတ်နော်လွတ်သွားပြီဘာလို့လဲအဲ plane ကကုလမ5လင်းတွေအမြင်လေးတွေရှိတယ်။အများကြီးလည်းဒါတော့ပြည်သူတွေကအမှသွားလို့ပြည်တဲ့ခါကျတော့ပြိတ်သွား။ နော်ပိတ်သွားပိတ်ပြီးသွားရင်သူကျော်သူကလည်းပြန်ကောင်းသွားတယ်နော်ကိုယ်လည်းပြန်ပြီးတိစောက်တယ်ပေါ့နော်ဟိုဒီလေးရဲ့ဟို proliferation လာရှိတယ်သူကလည်းပြန်ပြီးပြန်ကောင်းလာတယ်အဲ့တော့ဘာမှယာယီရတော့နေပိတ်လိုက်တယ်ဒါလေးပြန်ကောင်းလာတယ်သူကဒါလေးတွေကသူကကြည့်သွားတယ်ဟုတ်နော်နည်းနည်းလေးတော့ကြည့်သွားနော်အဲ့ဒါကဘုံပြည်ရှိတယ်ဟုတ်နော်။ဒါပြည်နာပါလေဆိုတော့အဲ့လိုမျိုးတွေးခဲတွေကဗီဇကြောင့်ဖြစ်လို့စေဟုတ်နော်ဗီဇကြောင့်ဖြစ်လို့ဖြစ်ဖြစ် ော်ထိခဲ့တဲ့အကြောင်းပြောပါမယ်နော်ဒီသားဆိုပြီးယောဂကြောင့်ဖြစ်တယ်နော်အတူတူဘာလို့ဘယ်လိုပြောရမလဲဆိုတော့ဟိုမှာဟိုပေါ့အဲခုနကလည်းပြောပြီးပါတယ်ခုနကဥပမာတစ်ခုပြောပြီးအနှလုံးပါဖြစ်တယ်နှလုံးဟိုဆွဲတဲ့လူတွေဖြစ်တယ်ဆိုတော့နောက်တစ်ခုကခုနကအတူတူလို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 ပြောရမလား TRDAC အဟို SLE အဟိုလိုလိုလိုနှလုံးသွေးကြောကျင်းတာဟုတ်ပြီနော်ဟုတ်ဆွဲသွေးကြောကျင်းတာဘာကြောင့်လဲဆိုတော့သူကအစီတွေစားတယ်ဟုတ်ပြီနော်အစီအစီတွေစားတယ်နော်အစီတွေမှာဘာလို့အစီတွေပါလဲဆိုတော့ ီမံမျိုးရှိတယ်ပြေဝသည်မပြေဝသည်တော့ရှိတယ်เนาะပြေဝသည်တော့ဗာလဲဆိုတော့အဲမပြောတဲ့စီပေါ့เนาะမပြေဝသည်တော့ပြောတဲ့စီเนาะအဲ့လိုပဲပတ်ထားတယ်เนาะနောက်မှရှင်းတယ်အစစ်တူရီဒီဖရန့်အစစ်တူရီဒီဖက်ဒရယ်ရှင်းနော်အဲမှာအဲဆိုပြဝတီတွေကသမကောင်ပြဝတီဆိုဘာစီတော့အသားမှာပါတဲ့စီအမဲသားဝတ်သားနော်ဘလိုကောင်အဲ့စီကခဲတယ်အမရေခဲစရာခဲတာကတရားထားတာခဲသွားတယ်အဲ့စီမကောင်းတဲ့ ခဲ့အဲ့ဒီစီစားတယ်ဆိုတာဖြစ်တယ်ဆိုတော့ဒီနေ့မှာလာခဲသွားတယ်ပေါ့ဗျာဟုတ်နော်စားမှာမရပါဘူးလေအစီရသူပြောနေရတယ်မှာကတ်မပြောဝင်နိုင်ဘူးသူကနောက်မှာပြောနေတော့မကတ်ပဲအဲ့လိုလာကတ်မှာဖြစ်တယ်ဆိုတော့ဒီနေရည်ကဟိုပုံးသွားတာပေါ့လေနော်လာကတဲ့သွေးရည်ရယ်စီးစင်းတဲ့ flow စီးစင်းလာတဲ့နေရည်လေးရဲ့ဒဏ်ရာရပါတယ်ဟုတ်ပြီနော်ဒဏ်ရာရပါတယ်သွေးလေးနဲ့စိတ်ထွက်အဲ့ဒါမှမသိလို့လည်းမရောက်လာဘူးလားဟုတ်ရောက်လာပြီးတော့မှလာကတ် ။အဲသူကတော့သူ့လိုသူလုပ်တာပဲ။ဒါပေမဲ့အစီအရများတာတွေ၊ဒဏ်ရတွေလားကတ်တွေလုံးလုံးနဲ့ပဲဖြစ်တဲ့ဆိုတော့ဟုတ်ကဲ့။ပိတ်သွား။နော်။ပိတ်သွားအဲ့တော့ပဲနော်။အဲ့တော့ပိတ်သွား။အဲ့တော့အဲ့လိုခဲအခဲတာတွေဒီခဲနေတဲ့ဟာတွေကိုပိတ်တာဟုတ်မပိတ်အောင်လို့ဒါအကြောင်းကတော့ anti ရောဖြစ်ရတယ်။ဒါ။ဒါလည်းမရှိဘူးနော်။ဒီလိုပဲ anti platelet drug လာရှိတယ်ဟုတ်နော်။ anti platelet drug ဒါဒီသဘောတရားနဲ့တူတူပဲနော်။ န်တိုင်ကောဂူလာဆိုတာတမျိုးပဲเนาะဒါအဲ့တော့ဘာလဲဆိုတော့ဈာရတမျိုးပါလေဒါကြဘာလဲဆိုတော့သူကသွေးခဲတဲ့ဖြစ်စဉ်ပါရှိတယ်เนาะခန္ဓာကိုယ်ထဲမှာခန္ဓာလူဒီလိုမျိုးပေါ်နေเนาะဟိုသွေးခဲအောင်လုပ်ရတဲ့ဖြစ်စဉ်ကြီးရှိတယ်เนาะအဲ့ဒီဖြစ်စဉ်ကိုမဖြစ်အောင်လုပ်လိုက်တာအဲ့ဒီလိုသွေးသွေးခဲလာဖို့အတွက်ကိုပလေးလက်ပြန်တခြားလိုရတဲ့ဖက်တာတွေရှိတယ်เนาะ clotting factor လို့ခေါ်တယ်เนาะ clotting factor ဆိုတာရှိတယ်သွေးခဲအောင်လုပ်ပေးဖို့အတွက်ကုန်ကြီးတဲ့ပစ္စည်းတွေကိုပြောကြတာเนาะကုန်ရမ်းတွေပေါ့เนาะသွေးခဲတွေကျွန်တော်လုပ်တဲ့ကုန်ရမ်းတွေเนาะ အဲ့လိုကုန်ကျန်းတွေကိုမဖြစ်အောင်လုပ်လိုက်တယ်။ဟောအကုန်ကျန်းတွေကလိုအပ်တာလည်းများလာတယ်။လာပိတ်တာလာပိတ်တဲ့ခါကျရင်အကူညီတာတက်ပေါ်လာတဲ့ခါကျတော့တို့နောက်ဆက်ပြီးပြန်သွားတယ်နော်။ဒီလေးပဲအဲ့လိုပဲ။ဆိုတော့အဲ့ဒါမှလို့တော့တော့မလေးလည်းတော့အဲ့လိုမဖြစ်အောင်လုပ်လို့လည်းလုပ်ပြီးရစေ။နော်။ဘယ်လိုလဲဆိုခုနပြောသွားရတာတော့ဒါတွေပဲနော်။ Brain over Brain တို့ use ပဲနော်။ Dagita Train အဲ့တော့ဒါပဲ hybrid เนาะအဲ့တော့ဒါ rebound ပဲဟုတ်ပြီနော်အားရရဒါတွေပဲ နော်တွေ့ခဲပြောင်းလုပ်ပြီးတဲ့စိခဲပြောင်းလုပ်ပြီးတဲ့စိနော်မခဲအောင်လည်းတားပြီးတဲ့စိနော်အဓိကဘာလို့လဲဆိုတော့တွေ့မခဲအောင်တားပြီးတဲ့စိလို့ပြောအောင်ပါနော်တွေ့ခဲလည်းပြောင်းလုပ်ပြီးတယ်ဟုတ်နော်ဟောတွေ့မခဲအောင်လုပ်ပြီးတဲ့စိ any problem နော်အဲဒါအဲဒါလည်းအလုပ်လုပ်ထားတယ်နော်ဒီစိတွေပဲနော်ဒါလည်းနော်ဒါပေမဲ့ဒီစိတွေက PO1 လားအာ prescription only medicine လားဟုတ်ကဲ့ပိုစီလာပိုစီလာဘောပဲကောင်တာ PO OCD တော့เนาะဟာ PO တော့ OCD လာဘယ်လိုကျန်လဲ PO PO OCD ဟမ်အဘလို PO တော့ကျန်တာစေဘူးကတော့အရင်ကြီးရအောင်ဟမ်စေဘူးကတော့အရင်ကြီးပါရအောင်ဒါဒါမှန်တယ်အဲ့လိုလေစေဘူးလေကြည့်ရပါတယ်နော်စေဘူးလေကြည့်မယ်သာစေဘူးလေကြည့်ရမှန်တယ်နော်ဒါပေမဲ့ဂျန်မရလို့ပြောပြရမယ်ဆိုရင်ဒီစီးတွေကပါလေဆိုတော့အနေအများတယ်ဟုတ်ပါဘူးနော် အဲ့ဒီတိုင်းကြီးလို့မသိဘူးလို့ဒါမှမဟုတ်ပြန်မရဘူးဆိုတော့ဘာလဲတော့ P1 ပဲเนาะ description only ပဲဘာကြောင့်လဲဆိုတော့ဒီ series အနေများတဲ့ series အနေများတဲ့ဆိုဒီ series ပမာဏလုံးဝမှားလို့မရဘူးဟုတ်เนาะပမာဏမှားတာ ਨੇ ဘာဖြစ်လဲဆိုတော့သူသူရဲ့ပျော်သည်လို့ပြောတာဟုတ်တယ်ဗျာဒါတော့တဘောကဟိုလိုတာက1 mg တော့ဒီဒီလေးကိုပြောဖို့အတွက်လိုတာ1 mg တော့ဆိုတာစေပမာဏဟုတ်လားမသိဘဲနဲ့ file တော့ပြလိုက်ရအောင်ဖြစ်သွားမှာဆိုတော့ ဒိုလာကိုပြောသွားတယ်။ဟုတ်နော်။အဲ့ကျတွေးထွက်တာလေးလေးဖြစ်သွားတယ်။အဲ့ကျနှောင်းတဲ့ဒူးရှန်လာတော့တပုံးလေးတွေးလို့လာတယ်။ဒီလိုမျိုးတွေးစစ်တာဖြစ်တယ်။အဲ့ဒါမလိုလားတဲ့ဟာတော့လူကျင်တော့ပါလို့တွေးခဲ့တာပဲ။ကြောက်အောင်လိုချင်တာလေ။ဒါပေမဲ့ဘာဖြစ်လဲ။ပမာဏများတဲ့ခါကျစေးဆိုအဲ့ကျောင်းမတုံးနဲ့တုံးနဲ့စေးမတုံးနဲ့ပြီးပဲလေ။ပါရမြားကတွေးခဲ့တွေးခဲ့ပြောတဲ့အပြင်တွေးပါထွက်သွားတယ်ဒီဖြစ်သွားတော့ဒါ LN ရရှိရတဲ့အတွက်ကြောင့် precipitation only mediator ပါပါတယ်ဟုတ်နော် ဟာဈေးပေါ်မှာဘာကြောင့်လဲဆိုဈေးပေါ်မှာလည်းအရင်ကြီးချွေးပါတယ်ပမာဏမှားလို့ပြောချိန်ပေးရတယ်ဒီဈေးပေးဖို့ဒီပမာဏမှန်အောင်ပေးဖို့တော့သူဖောက်ရတယ် PDIR ဆိုတာရှိသေးတယ်နော်သူဖောက်ပြီးညှိရတယ်သူရမှာ1 2 3 the range နဲ့ဝင်အောင်ညှိရတယ်ညှိပြီးတော့မှအဲ့ range နဲ့ဝင်နေဆိုမှသူဈေးအဲ့လိုချိန်ပေးရတယ်ဒါဆွတ်တော့လို့မရအောင်အဲ့နေရှိလို့ပြောတယ်ဒီဈေးကလည်းတော့ပြီးတော့လည်းတော့ခါရအောင်ပေးရတယ်နော်ဒါလေးအနေရှိရစေမှာပါတယ်เนาะအရေးကြီးရစေ Harris Medication ကိုခေါ်တာပါလေเนาะအနေရှိရစေပါတယ်เนาะဒါနောက်က ုကိုဗစ်ကာလမှာတုံးတဲ့ဆေးရှင်တွေပါတာနော်ဘယ်လိုလဲဆိုတော့ပြောရမယ်ကကိုဗစ်မှာတုံးတဲ့ဆေးရှင်တွေပါတာအဲဒီတော့ rebound လုပ်မယ်နော် rebound လုပ်မယ်ဆေးနော်ကိုဗစ်မှာအဆေးရုံးလိုက်တယ်နော်ကိုဗစ်ကိုဗစ်ကိုဗစ်ဖြစ်တော့နော်ကိုဗစ်တော့မလို့တုံးလဲဆိုတော့သူကကိုဗစ်ဆိုတာဘာကိုဗစ်ဆိုတာကရောင်ရမ်းတာ inflammation hyperinflammation လို့ခေါ်တယ်ခန္ဓာကိုယ်နှစ်မှာရောင်ရမ်းတယ်ဥကြောတွေလည်းရောင်ရမ်းတယ်ခန္ဓာကိုယ်ဘလုံးမရှိအင်္ဂါတွေလုံးရောင်ရမ်းတယ်အဲ့ဒီမှာမှဥကြောတွေမှာရောင်ရမ်းတဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ ရောင်ရမ်းလာ inflammation ဖြစ်လာရင်ဆိုတော့ကျွေးတွေစိတ်ထွက်လာတယ်အဲ့မှာတွေးလေးတွေပိတ်လာတယ်ဘောနော်ထိခဲ့တဲ့အခုဖြစ်ပြီဆိုတာ ਨੇ ရောင်ရမ်းလို့ဆိုတာထိခဲ့တဲ့အခုပဲနော်ရောင်ရမ်းပြီဆိုတာလည်းကတွေးလေးတွေထွက်ပိတ်လာတယ်နော်ကိုဗစ်ကြောင့်လည်းတွေးခဲ့ပိတ်ပိတ်တယ်လို့ရောင်ရမ်းလာကြောင့်တွေးတွေးခဲ့ပိတ်တယ်ကိုဗစ်ကြောင့်အောက်ဆီဂျင်ကြောင့်မလုံရှားတယ်မလုံရှားနိုင်ရင်တွေးရကောင်းအောင်မစီးကောင်းအောင်မစီးတဲ့ခါကျတွေးခဲ့ပိုပိတ်တယ်အဲ့ဒီခုပေါင်းလို့ကတွေးခဲ့တွေပိတ်လာတွေးခဲ့ရင်ပိတ်မှာဖြစ်လဲဆိုတော့ခုနတက်တက်အများကြီးရှိတယ်လို့ပြောတာကအဆုံးမှာပိတ်တယ်ဆိုရင်ဆက်စား လုံးမလုံးလို့တည်ပါပဲနော်လုံးဝပဲနှလုံးဝတည်ပါပဲနော်ကိုပဲကြောင့်လူတွေပါရောက်တည်ကြအဲ့လိုကြောင့်ပါဟုတ်ပြီနော်အဲ့ကြောင့်အတွေးရလို့တွေးကဒီတိုင်းမှာဖောက်ရတယ်နော်တွေးဒီမျိုးဖောက်လို့ဒီတိုင်းမှာတော့ဖောက်ကြည့်လိုက်မှာဒီတိုင်းမှာအရင်တက်နေထောင်လို့တက်နေဆိုရင်ဘာလို့ AB ဒလန်လေးပေးထားလဲမထိုးတာတော့ inox spray ဆိုတဲ့ဆေးရှိတယ်ဒါတွေးကပြောတဲ့ဆေးပဲနော်ဆေးထိုးပေးရဆေးထိုးပေးရတယ်အကြိမ်ဆေးမထိုးနိုင်ဆိုတော့တောက်ဆေးတောက်လို့ရတယ်။ဘာသာပဲဆေးရတယ်မှာ AB7 နော်။ Prebaru7 AB7 ဟုတ်နော်ဘာအဲ့ဒါဘယ်လိုဆိုမှာပါလဲသိရတယ်အန်တိုင်းအန်တိုင်းကိုဟောလက်ကလာအန်တိုင်းကိုကူလက်ကိုဟောကူလက်နော်ဘာလို့ခေါ်လဲအန်တိုင်းကိုဟောကူလက်နော်အော်မာကြီးက also no as လက်တင်နာတယ်ဟုတ်လားဟုတ်နော်တင်နာဆိုပါတဲ့စီဘလက်တော့တွေးနော်ဒီကဲကိုပါတဲ့စီပေါ့နော်။အဲကြောကျင်တာတွေးကဲပြော်သေးပေါ့နော်။တွေးကဲလေးကိုပါတဲ့စီပေါ့နော်။တွေးကဲပြော်သေးပေါ့။ဆက်မနော်။အောက်မှာရေးရအောင်နော်။ ဲ့ဘာမယ်မယ်ဒီကေးရှင်းပါလို့ decrease the clotting ability of the blood เนาะအဲ့ဒီပါလို့အဲတွေးခဲတွေးခဲနေတဲ့အားကြီးတော့ကြာနေတယ်ဆိုပြီးเนาะတွေးမခဲအောင်လုပ်ပေးတာကိုပြောချင်တာเนาะအဲ့အဲ့တော့အဲ့တော့ကျွန်တော်ကနော် auto call blood thinner လို့ခေါ်တယ်။ဒါ auto the human actually thinner blood တော့ဘက်ကိုတွေးတွေးကိုတွေးကိုပါးစေတာမဟုတ်ပါနဲ့။အဲ့တော့တွေးတွေးခဲ့ပြောင်းလို့ခေါ်တယ်တဲ့နော်။ဟုတ်။ Now they do not dissolve existing blood တော့ဒီမှာအဖြစ်ပါတယ်နော်။ဒီပါဆိုတော့ဖြစ်ရပါတယ်ဆိုတော့ ဘာစလုံးကြီးလောနော်လို့ရေးတာเนาะစလုံးကြီးက existing black law ဘာလို့ဒိတ်လဲဘာလို့တော့ခဲပြီးတော့ trigger တွေကိုမပြောသေးနိုင်ဘူးတဲ့เนาะခဲပြီးတော့ခဲပြီးတော့ဘာဖြစ်လဲမပြောသေးနိုင်ဘူးမပြောသေးနိုင်ဘူးဟုတ်ပြီเนาะအဲ့တော့ဒါလိုမှန်ပါမလားဒါကြီးပါပါလေဟောဟုတ်ကဲ့ညီတို့เนาะအဲ့အတိုင်းကောကလသွေးမခဲအောင်လုပ်ပေးတဲ့စေเนาะ ်ခဲပြီးသားတွေ့တော့မဖြောနိုင်ဘူးဟုတ်ပါဘူးနော်ဟုတ်ပြီနော်အဲ့ဒါကိုငါ I used to do a certain plus လက်ဘာဘာလက်ပါတယ်နော်တွေ့ခဲ့နှလုံးစုပ်နော်အဲ့ဒီယောဂါတွေကုသဖို့အတွက်ကိုလည်းနော်ဟုတ်ပြီနော်ဒီရပါပြီလားဟုတ်ပြီတော့အဲတော့ have the brain helpful blood from forming အဲတွေ့ခဲ့အသေးစိတ်တွေထဲမှာတွေ့ခဲ့တယ်နော်အန်ရရှိတဲ့တွေ့ခဲ့တယ်မဖြစ်အောင်ကောင်းပြီးတယ် ါမယ်နော်ဆိုတော့ပြောတာလေ anti goal ကသူမခင်အောင်လုပ်ပြရစေနော်သူကြီးဖြစ်မလာလို့ပြရစေဟုတ်ပြီနော်ဒါပါသေးတော့ prevention လို့ပြောလဲ shooting cover တဲ့စီပဲဟုတ်ပြီနော် shooting cover တဲ့စီပဲဘာပါလဲဆိုတော့သူကြီးဖြစ်လာရင်ခုနပြောသလိုစက်နာညိုက်တက်လာတယ်နော်ဥပမာဆိုပါလဲဆိုတော့ဥပမာသူကဖြစ်ချက်တာဟုတ်ပါကတော့ပြောရအောင်နော်ခေါင်းတော်ထဲမှာဆိုရင်ဖိကေကြီးခဲလာတယ်ဒီချက်ပါလားနှလုံးမှာတွေးကင်းခဲလာတယ်အဲ့ခဲခဲလာနှလုံးသွေးပိတ်သွားတယ်ခက်ဖာပြလဲရအောင် ့ခုနလိုမျိုးပဲကြောက်ကတ်မှာတော်လူမျိုးတွေရှိရီနာဖီတွေရှိအဲ့မှာတော့ပိတ်နေတယ်ပဲကြောက်ကတ်က half fee ဟုတ်ဆိုရင် green fee တွေရောက်အောင်လို့မလို့တော့ဘူးနော်ဒါပဲအဓိကပြောနေတာနောက် general body ရတာနော်ဒါတော့ဒီမခက်အောင်လို့ဒီ